င်္ဂလာပါရှင်ခရစ်တက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်အခုပထမဆုံးအာနာဒိန်စတဲ့ဤလက်ကင်တုံပြည်သူလူထုအတွက်အစိပ်ပင်မင်းအောင်လိုင်မိသားစုဤစီပါပတ်ဝင်းမုံဆွေဤဆွေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မြန်မာရုပ်ရှင်လောက၏ထိတ်တန့်မင်းနမီတအူးဖြစ်သူအကယ်ဒမီဝိမောဆွေရင်မှမင်းအောင်လိုင်မိသားစုနှင့်ဆက်စပ်သည့်ထုတ်လုပ်ရေးလုပ်ငန်းများမှပူပန်လုပ်ကင်လာနေပြီး2023ခုနှစ်နှောင်းပိုင်းမှာစစ်တပ်နှင့်နီစတီစီးပွားရေးလုပ်ငန်းစဉ်နိုင်ဖြူကျော်နှင့်လက်ထပ်ခဲ့ပါသည်နိုင်ငံရေးအပြောင်းအလဲများကြောင့်မှာမင်းအောင်လိုင်တမီခင်တိတမွန်၏စီးပွားရေးလူရောနိုင်ဖြူကျော်ကိုဘဝခင်မွန်းအဖြစ်ရွေးချယ်လာခြင်းဖြင့်ပြည်သူနှင့်ဆန့်ကျင်သည့်ပတ်မှာတေချာပေါင်းရက်တိပြခဲ့ပါသည် ဂျင်းနိုစစ်တပ်ဘတ်တော်ရန်အဖြစ်ရည်တည်မှုများ၏2024ခုနှစ်အတွက်အကယ်ဒမီစုရရှိခဲ့ပါသည်ဝိမာန်ဆွေရီမှာဆရာနာမသိမီကာလာ2029ခုနှစ်ခံကလေးကစစ်တပ်ခေါဆောင်တအူးဤမိသားစုဝင်များကရင်းနှီးမြှုပ်နှံထားသည့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းစုနှင့်တည်တဲ့စာချုပ်ချုပ်စုကလက်သွဲလုပ်ကိုင်ခဲ့ပူပါတယ်။ စစ်တပ်ကောင်ဆောင်၏သမီးဖြစ်သူခင်သီရီတန်မုံငွေအများပြားရင်းနှီးမြှုပ်နှံထားသည့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Seven Sun Film Production နှင့်တည်သက်စာချုပ်ချုပ်ဆိုခဲ့တဲ့မင်းသမီးတအူးလည်းဖြစ်ပါတယ်။ ရခင်ကလေးကမင်းအောင်လယ်တမင်ခင်တိတမွန်နဲ့ပလူပလဲလုခဲ့ပေမဲ့ဇင်းရချိန်ကဝင်းမုံဆွေကြီးကိုနိုင်ငံရေးအခြေအနေမပြင်းထန်နေတာကြောင့်ပြည်သူကဝေဖန်မှုတိတ်မရှိခဲ့ပါဘူး။ဒါပေမဲ့2023ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်နဲ့ပူးပေါင်းတဲ့မြေတီလုံငန်းကိုမစိုးစတင်သည့်လူမှုလှုပ်ရှားမှုများပေါ်ပေါက်လာခဲ့ရန်သူမ၏အသိကလက်တွဲမှုများသည့်ဝေဖန်စရာအချက်အဖြစ်ပြန်လည်ပေါ်ပေါက်လာခဲ့ပါသည်။ 2022ခုနှစ်အေဘီလာမှာအထွေထွေတပိန်ပေါင်းဆက်ညီနိုင်ရေးအင်အားစုကဲ့သို့သောအဖွဲ့အစည်းများကဆရာနာရှင်စတင်ရေးလှုပ်ရှားမှုများမှာပါဝင်ခြင်းမရှိပေစစ်တမ်းနဲ့ပူးပေါင်းလုပ်ကိုင်နေသည့်ဟူယူဆရတဲ့အမှုပညာရှင်များအပေါင်းလူမှုရေးအရာပြည်ထောင်ချမယံတိုက်သွင်းသည့်ထုတ်ပြန်ကြေညာချက်များမှာဝင်းမုံရှိန်လည်းအမည်ပါဝင်ခဲ့ပါသည် ဝိမာန်ဆွေရပေါ်လူလူဤဝေဖန်မှုမိတော်များပြင်ထန်လာရခြင်းမှာ2023ခုနှစ်နိုဝင်ဘာလမှာမင်းအောင်လှိုင်သမီးခင်တတိတမွန်ဤစီဝါရဲလူယုံနိုင်ဖြိုးကျော်နဲ့လက်ထက်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်နိုင်ဖြိုးကျော်ကစစ်တပ်နဲ့အကျိုးစီးပွားအရာနိစမှုရှိသူအဖြစ်လူတည်များသူဖြစ်ပါတယ်။နိုင်ဖြိုးကျော်မှာစေကောင်းဆောင်တမီးနဲ့အတူဆေးပင်စံထုတ်လုပ်ရေးကိုအတူပူရဲလောက်ကိုင်းခဲ့ပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းဆေးပင်စံကိုပြည်သူများကတပိတ်မောက်တာကြောင့်ထုတ်လုပ်ရေးအမည်များပြောင်းလဲလောက်ကိုင်းခဲ့ရပါတယ်။ ဒါအပြင်နိုင်ဖြူကျော်ကမင်းအောင်လိုင်တာသမီများနဲ့အတူပြည်တွင်းမှာလျှက်စစ်ကားတင်သွင်းရောင်းချခြင်းဆိုလာပစ္စည်းများရောင်းချခြင်းစစ်တပ်အတွက်ဒေုံများတင်သွင်းပေးခြင်းများလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ဝင်းမော်ဆွေရီမှာစစ်တပ်နဲ့ပတ်သက်သည့်စီးပွားရေးနဲ့စစ်တပ်ကိုထောက်ခံသည့်နိုင်ငံရေးကိုအသုံးချကကိုကျော်စီးပွားအဖြစ်အတီကလုပ်ဆောင်လာပါတယ်။ BBTV MNA သိမ်းမှန် channel W NA သိမ်းမှန် channel ကိုထူထောင်ကလူလူကိုဝါဒဖြင့်အစိတ်ခက်ရန်ရည်ရွယ်ပြီးရုပ်ရှင်ဇာတ်ကားများကိုထုတ်လွှင့်သူနယ်မြေမျိုးစုံချင်းကထုတ်လွှင့်လျက်ရှိပါတယ်။ ဝက်မောင်ရွှေကြီးမှာမြောင်လိုင်းသားချွေမသမီးတို့နဲ့အကျိုးတူပူပေါင်း၍ BBTV နဲ့ Solar Application တို့ကိုထူထောင်မိတ်ဆက်ပြီးမြမရုပ်ရှင်နဲ့အမှုပညာဖျော်ဖြေရေးစိတ်ကွက်ထဲသို့နီလန်းမျိုးစုံဖြင့်ပြန်လည်ဝင်ရောက်လာစေရန်ကြိုးစားလျက်ရှိပါသည်။မြောင်လိုင်းမိသားစုကနောက်ခွဲကချုပ်ကန်ထားတဲ့ BBTV မှာပထမဆုံးပြသခဲ့သည့်ရုပ်သံဇာတ်လမ်းတွင်နက်ခတ်မီနီမီဖြစ်ပြီးအဆိုပါဇာတ်လမ်းတွင်မှဝင်းမော်ဆွေကြီးကဥဆောင်၍တည်ဆောက်ထားပါသည်။ဝင်းမော်ဆွေကြီးက WNA သိမ်းမှန်းကိုလည်းထူထောင်ပြီး ် BBTV နဲ့ပူးရဲ၍ဇလန်းတွင်များထုတ်လုပ်နေပါသည်။လက်တလောနောက်ဝင်နေစကားကိုဝင်းမွန်ရွှေဤကိုပိုင်ထုတ်လုပ်ရဖြစ်တဲ့ WNA သိမ်းမှန်းကစိုက်ကူးထုတ်လုပ်ထားပြီးအော်တိုဘာလ31ရက်နေ့မှာရုံတင်ပြသခဲ့ပါသည်။ဒါပေမဲ့လက်ရှိအချိန်ရင်းစကားကိုအားပေးသူကျော်ပါလီရဲ့စီပြီးပြည်သူလူထုဤတပိန်မှမှုက အောင်မြင်လျက်ရှိပါသည်။ဆန္ဒရှင်စနစ်မှာအစိတ်ပင်ဆိုလျင်ဝိမောဆွေကြီးကအစိတ်ပင်ကိုရေလောင်းနေသူဖြစ်ပြီးပြည်သူကိုအစိတ်ခတ်နေသူဖြစ်ပါလေရှင်။ဆလပင် မန္တလေးပြည်ကစာလုံးကျန်တက်ပြတ်ခံရပြီမင်းအချင်းချင်းလုံးကျန်နာမှုစစ်တဲ့အရေးမယူရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးမြို့မှာအချင်းချင်းလုံးကျန်တက်ပြတ်ခံရတဲ့ပတိန်ကြီးမြို့နယ်ကပြူစောဒီကစာကိုလုံးကျန်သူကိုတိပေမဲ့အာနာပိုရှိတာမှုအရေးမယူနိုင်မှုလို့ပြူစောဒီကစာနဲ့နှိစက်သူတွေကပြောပါတယ်အော်တိုဘာလ28ရက်နေ့က34နှစ်အရွယ်ပတင်ကြီးမြို့နယ်ကပြူစော်ဒီကောင်းဆောင်အောင်ခန့်ဆိုသူဟာအပြင်သွားလာရင်ပျောက်ဆုံးရာကနေနှိမ့်ဆက်တံရတွေနဲ့အလောင်းပြန်တွေ့ခဲ့တာလို့သိရပါတယ်။ မြို့တစ်ထဲကိုအချင်းချင်းခေါ်လို့ဆိုပြီးသွားတာအဲ့ဒီမှာတင်လုံးချန်ခံလိုက်ရတာလို့ဖြစ်စဉ်ကိုသိရှိသူတအူးကပြောပါတယ်မန္တလေးမြို့ကစမ်းမှုဆောင်ကိုမြို့တင်လို့ခေါ်ကြပြီးပြည်ကြီးတက္ကသိုလ်မြို့နယ်မှာရှိတယ်လို့မြို့ကနေကပြောပါတယ်အဲ့ဒီမြို့နယ်မှာပြူစောတိတွေဟာပောက်ကိုတော့အဖွဲတွေဥစားပြီး၎င်းတို့နေမြေဖြစ်တယ်လို့ပြူစောတိတအူကပြောပါတယ်။အရင်တန်းမှုကော်တာပေးတယ်ဆိုတော့ဘလောက်ပါဝါရှိတဲ့အဖွဲစီလဲစဉ်းစားကြည့်ပေါ့။အောင်ခတ်မှာတားတဲ့ပဲပေါင်လေးတွေအများကြီးပဲ။တချို့ကရှင်းတဲ့ထပ်နေရတယ်လို့၎င်းကဆက်လက်ပြောပါတယ်။ ပြည်စော်ဒီကောင်းဆောင်အောင်ခန့်ဟာ၎င်းရဲ့အိမ်မာတွင်အလောင်းကစားဝိုင်းတွေရှိသလိုပတင်ကြီးမြို့နယ်အတွင်းကအလောင်းကစားဝိုင်းတွေကိုလည်းသူ့ရဲ့အဖွဲ့တွေနဲ့လုံခြုံရေးပေးပြီးလူဒဏ်မှုပေါ်သားစွင်အများပြားကျွလွန်ထားသူဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့လကပတင်ချင်းမြို့နယ်မှာအမျိုးသမီးငယ်ကိုကားနဲ့တိုက်ပြီးဒဏ်ရာနဲ့လမ်းဘေးမှာဆုံးဖြတ်ခဲ့သူဝေယဟာလည်း၎င်းတို့နဲ့တပွဲတည်းဖြစ်တယ်လို့သိရပါဗျ။ ဆလပင်ရန်ကုန်မန္တလေးနဲ့စကိုင်းတို့မှာပေါ်နာဆွဲဖက်စီခံရပြီးခမာရ120တန်ရင်တို့ပို့ဆောင်ခံရသည့်စစ်မှုထံတပ်သား6ဦးထွက်ပြေးလာစဉ်အရှင်ဖမ်းပြီးစစ်မှုထံတပ်သား2ဦးလည်းအလင်းဝင်ဆွဲတရင်ကိုတင်ဆက်ပြမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာပေါ်နာဆွဲဖက်စီခံရပြီးစစ်မှုထံတပ်သားအဖြစ်ခမာရ120တန်ရင်တို့ပို့ဆောင်ခံရသူ6ဦးထွက်ပြေးလာစဉ်အရှင်ဖမ်းပြီးကြောင်းဝန်တုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူကပြောဆိုပါတယ်။ အော်တိုမာလာ29ရက်နေ့အော်တိုမာလာ31ရက်နေ့နိုဝင်မာလာ4ရက်နေ့နဲ့နိုဝင်မာလာ9ရက်နေ့တို့မှာဝန်တော်မျိုးနဲ့အခြေဆိုင်ခမာယာ123ရက်မှာထွက်ပြေးလာသည့်သူတက်စိတ်မှုတအူးတက်စိတ်မှုတအူးအပါဝင်စစ်မှုထံတပ်သားတဲ့6ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းဒါအပြင်စစ်မှုထံတပ်သားတဲ့2ဦးတည်းလည်းလက်နက်ခဲယံယူဆောင်လာခြင်းမရှိပေဝန်တော်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံသို့ခြေဆက်၍အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါအစဉ်ဖမ်းမိခဲ့တဲ့စစ်မှုထမ်းတပ်သား၁၆ဦးမှာအလင်းဝင်ရောက်ခဲ့သူတအူးသည်ရန်ကုန်မန္တလေးနှင့်စကိုင်းတို့မှပေါ်သားဆွဲဖမ်းဆီးခံရပြီးနောက်ဝန်တုံမြို့နယ်အခြေစိုက်ခမာယာ၁၂၀တန်ရင်တို့ပို့ဆောင်ခံရခြင်းဖြစ်ပါသည်၎င်းစစ်မှုထမ်းတပ်သား9ဦးမှအပတ်စဉ်9မှတပ်သားစင်မင်းတက်စိတ်မှုအောင်ကိုဝင်းအပတ်စဉ်30မှတပ်သားအောင်မြင့်သိန်းအပတ်စဉ်14မှတပ်သားအောင်ဖြိုးသူအပတ်စဉ်15မှတပ်သားစော်မင်းထွန်းဒုတက်စိတ်မှုအောင်ကိုအပတ်စဉ်5မှတပ်သားစော်ထီတို့ဖြစ်ကြောင်းသိရပါသည် တနက်တော့မပါဘူးတအူးကတော့ချိတ်ဆက်ဝင်ရောက်လာတာပါကျန်တဲ့6ဦးကတော့ထွက်ပြေးခဲ့ကြတာပါအလုံးကခမရ120တန်ရင်တွေကပါစစ်မှုထံပေါ်သာဆွဲခံရသူတွေတက်တာအဖြစ်လုခံရတဲ့သူတွေပုံတက်သားသူတက်စိတ်မှုတက်စိတ်မှုကျန်တာကတက်တာတွေပါအလုံးကတော့သူတို့ကတော့ပေါ်သာဆွဲခံရတဲ့သူတွေအလုံးကပေါ်သာဆွဲခံရပြီးတော့မှစစ်မှုထံတက်တာအဖြစ်စုဆောင်းခံရသူတွေပါလို့ဝန်တုံမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖမတာဝန်ရှိသူကပြောဆိုပါတယ် လက်ရှိအချိန်မှာအလင်းဝင်ရောက်လာတဲ့သူ9ဦးစလုံးကိုတော်လန်ရေးရဲဘော်များကစစ်ဆေးမှုများလုပ်ဆောင်နေပြီးပြည်သူရင်ခွင်ကိုပို့ပေးမည်ဖြစ်ကြောင်းလက်ရှိမှာဝန်တုံမျိုးနယ်ပါကဖအဖွဲ့မှထင်းထင်းထားပြီးဆင်ညာဆွေမှုများကျွလွန်ခြင်းစီမစီကိုမေးမြန်းပြီးကျွလွန်မှာကစစ်ခုံရောက်မှတရားစွဲဆိုသားမည်ဖြစ်ကြောင်းထို့သောအလင်းဝင်ရောက်လာသူကလက်နက်ယူဆောင်လာခြင်းမရှိတာကြောင့်စုံွေချင်းမြင့်မြေမဟုတ်ကြောင်းဝန်တုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်။